မိတ်ဆွေတို့အားလုံးပဲမင်္ဂလာပါ။ Pride of Myanmar Channel ကကြိုဆိုလိုက်ပါတယ်။အခုတင်ပြမယ့်အကြောင်းအရာကတော့ဒီဝမလတ်ထက်စစ်ဝေးအင်ဂျီဆိုတဲ့အကြောင်းအရာဖြစ်ပါတယ်။စစ်ဝေးအင်ဂျီဆိုတာရှေးကမြန်မာစစ်တီရဲမတ်တွေရဲ့စစ်ဝေးတန်းစားကိုခေါ်ခြင်းဖြစ်ပါတယ်။အခုခေတ်လိုတူညီဝတ်စုံမဟုတ်လို့စစ်ဝေးအင်ဂျီလို့ခေါ်ကြခြင်းဖြစ်ပါတယ်။မြန်မာအစိုင်းလမ်းမှာစစ်တီရဲမတ်တော်တွေကိုတက်နှက်အမြောက်မြင်းဝင်းနဲ့လှစ်တက်ဆိုပြီးတော့တပ်ဖွဲ့တရားကြီးတတ်မှတ်ထားပါတယ်။ဒါပေမဲ့အခုခေတ်မှာလို့ စစ်ဝေးအင်ဂျင်နဲ့ခွဲခြားသမှတ်ဟာလာမဟုတ်ပဲတက်စုတက်ဖွဲ့အလိုက်စီးမင်ထိုးပြီးခွဲခြားဟာတာဖြစ်ပါတယ်စစ်တီရဲမတ်တို့ဝစ်စင်မြဲစစ်ဝေးအင်ဂျင်ဟာတက်ကလက်အင်ဂျင်ဖြစ်တယ်လို့ယူဆရပါတယ်တီဝမင်းလက်ထက်မှာကုန်းချောင်းရေချောင်းအမှုတော်ထမ်းကြရတဲ့အမြဲတမ်းစစ်တီရဲမတ်2400ကျော်ရှိပါတယ်အီတလီပြင်သစ်ဆတဲ့နိုင်ငံတွေကစစ်ပညာသင်ဆရာတွေခေါ်ယူပြီးအနောက်တိုင်းဒီစနစ်အတိုင်းတင်ကြားပြသပေးပါတယ်။1896ခုနှစ်မှာ စစ်တီအစုတွေတစ်ခုနဲ့တစ်ခု क्वे ပြမှုရှိစေရန်စစ်ဝေးအင်ဂျီအယောင်အသွေးခွဲခြားဝစ်စင်ကိုဘရင်ကအမိန့်ချခဲ့ပါတယ်။တန်တော်ဆင်နေမျိုးမင်းလာနရာကျော်ထင်းကိုငွေ၃သိန်းထုတ်ပေးပြီးတက်ကလက်ရောင်းဆုံးနဲ့အောက်ခံကောလာပိတ်အုပ်ဝဲဖို့ဘင်္ဂလားကိုဆစ်လွတ်ပြီးချုပ်လို့ဝစ်စင်စေခဲ့ပါတယ်။အဲ့ဒီနှစ်တနေ့ကျော်လမှာအမြဲတမ်းရင်းမှန်၂၄၀၀ကျော်လို့ဟာချုပ်လို့ပြီးစစ်ဝေးအင်ဂျီများဝစ်စင်ပြီးဘရင်ရှိတော်မှတက်စင်အတိုင်းတက်ဝင်းခင်းချင်းရပါတယ်။ ပုံမှုဘိုးချုပ်စိတ်ကဲတက်ဘူတို့ဟာမြင်းမောက်တို့ကိုစီဝစ်စင်ရဲ့စင်စီလေးရဲ့ကြံရရှိရီကတော့မြင်းစီလေးရဲ့အတီတီအုတ်ချုပ်လိုက်ပါကြရပါတယ်စစ်တီရဲမဲ့၄ယောက်ရင်မောင်းတန်းတညီတညွတ်ထဲအောင်စီအောင်မောင်းတန်းဆုံရဲတကောအောင်လန်းဆုံနဲ့ရွှေနှဲတော့တောင်နှန်းဆောင်တို့မင်းမိဖုရားတို့ထွက်ဆန်းတော်မူရာရှိတော်ကိုတက်စင်အတိုင်းတဝင်းခင်းကျင်းရပါတယ်မင်းမိဖုရားတို့ထံပါခါစားရတဲ့ ကိုရန်တော်တတော်ဆောင်တို့ရဲ့စစ်ဝတ်တန်းစားကတော့တမျိုးကွဲပြားပါတယ်။အမြဲတမ်းစစ်တီတော်တို့အနက်အရက်၄တောင်းကျော်သောကြီးမြင့်တန်မာသူ134ယောက်ကိုရွေးချယ်ပြီး နှက်ရှင်ရန်တိုင်းလို့အမည်ပေးပြီးအစုတစ်တစ်ခုဖွဲ့ပါတယ်။နှက်ရှင်ရန်တိုင်းအဖွဲ့ကတော့တက်ကလက်အပြားမအဝါအနာကုတ်အင်ဂျင်နဲ့ပိုးဝိုက်လက်ချိတ်ပစုကိုအမြဲဝစ်ဆင်ပြီးငွေဓာတ်ကင်ကအပရောမှာထိုက်ရွက်ကားစားရပါတယ်။အခမ်းအနားတွေမှာတော့မောက်တို့ထွတ်မှာ တက်ကလက်ဝါဘဘွားတက်ကိုဝစ်ဆင်ပြီးနောက်တော်ကလိုက်ပါချရပါတယ်။လက်ရှင်ရန်တိုင်းအစုရဲ့အောက်မှာဖဲနဲ့အင်ကြီးဦးပစိုးဝစ်ဆင်ပြီးအလန်ဒီဦးကောင်းမှာအမြဲစိုက်ထားရတဲ့အလန်ဒီစိုက်လူတော်အဖွဲ့ကငွေသားကင်ကအမှုတော်ထမ်းရတဲ့အခြားအဖွဲ့တစ်ဖွဲ့လည်းရှိပါသေးတယ်။ဂဒီပါရွှေစားတက်ဂဒီပါအင်ကြီးကျေပောက်ဝစ်ဆင်ရတဲ့အိပ်ဖန်ဆောင်ရက်မက်တွေကတော့တနတ်ဆွဲကိုင်းပြီးခေယံအိတ်ဂဒီပါကင်ဆောင်ကအမှုတော်ကိုထမ်းကြရပါတယ်။အခုတင်ပြခဲ့တာကတော့ မြန်မာဘရင်တိဘောမင်းလက်ထက်မှာစစ်တီတော်တွေဝစ်ဆင်ရတဲ့စစ်ဝတ်အင်ဂျီအမျိုးအစားတွေပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ